ခုမိန်းနူးလို့ကစားသမားမျိုးပြောရမယ်ဆိုရင်နေရုံနံပါတ်10မှာမိန်းနူးတို့တော့ zigzag တို့ကျွန်တော်တို့သုံးလို့ရတာတောင်မှအာမတ်ကိုကျွန်တော်တို့ကပွဲထွက်လာတာဒီ right wing back မှာ master wee ကိုကျွန်တော်ထားပြီးတော့အဲ့လိုပုံစံမျိုးဖြစ်တဲ့အချိန်မျိုးမှာခုမိန်းနူးပွဲထွက်လာဖို့ပွဲထွက်ကစားခွင့်ညီရဖို့နေရာတနေရာတသမတ်ထဲကျွန်တော်ကစားရဖို့ဆိုတာအမရီလာအောင်မှာကွေမင်းလူတော်တော်လေးမလွယ်ပါဘူး အားလုံးတွေကပါဒီနေ့မယ YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီနေ့နောက်ဆုံးရထားတဲ့ Manchester United ရဲ့ January ပြောင်းရွှေ့အတွက်ပြောင်းရွှေ့သတင်းတွေကျွန်တော်ထွက်ပေါ်နေရလေးရှိတယ်ဆိုတော့ဒါလေးတွေကိုဒီဗီဒီယိုမှာပြောကြည့်အောင်ပါ ဆိုတော့ပထမအဦးဆုံးကျွန်တော်တို့ဒီဘာနော်အခုလက်ရှိကျွန်တော်ဒီအပြောင်းရွှေ့ဆိုတာထိုင်ကျွန်တော်တို့နီးပြနဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ဝင်စားနေကြမှထင်တယ်ဗောနော်ဆိုတော့နီးပြနဲ့ပတ်သက်ပြီးတော့ကတော့အချိန်လေးဘယ်လိုလောင်းမယ်တော့မသိဘူးဒါမဲ့ဒီကြတခုကလက်ရှိချိန်ဒီမှာတော့အရူပင်အမျိုးကိုအသင်ဘက်ကကျွန်တော်တို့ထုတ်မယ့်အချိန်ဒီမှာမရှိသေးဘူးဆိုတော့အဲကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်တော့ international break မတိုင်ခင်ထိတော့စောင့်ကြည့်ရအောင်မယ်လို့ထင်တယ်ဆိုတော့ rubin amrin သင်မဆက်ရှိမရှိဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအဲဒီချိန်တန်းတစ်ခုဒီစောင့်ကြည့်ရမယ်ချိန်ပြပါအဲ ြောရမယ်ခင်ဗျာလို့ရှင်ခံမင်းကြီးဒီတော့ဒီအခုလက်ရှိကျွန်တော်ဒီလာမယ့်ကျွန်တော်နှစ်ပွဲရှိတယ်ပေါ့နော် international break မတိုင်ခင်မှာကျွန်တော်နှစ်ပွဲရှိတယ်အဲ့နှစ်ပွဲအပြီး international break အတွင်းမှာတော့အဲနီးပြပြောင်းလဲနေပတ်သက်ပြီးတော့ကျွန်တော်တို့တည်င်းတူတွေကြားရလိမ့်မယ်လို့ထင်တယ် reset တွေရလက်တွေစိုးတယ်ဆိုလို့ရှင်တော့နီးပြပြောင်းလဲတွေကျွန်တော်ဖြစ်နိုင်ပြီးတော့ reset တွေကောင်းနေတယ်ရလက်တွေကျွန်တော်ကောင်းနေတယ်ဆိုလို့ရှင်တော့နီးပြပြောင်းလဲကဖြစ်နိုင်ကြတော်တော်လေးနည်းတယ်ကျွန်တော်တို့အကြံမြင်ယူဆထားလို့ရပါတယ်ဆိုတော့ အမရိုနဲ့ပတ်သက်ပြီးကျွန်တော်စောင့်ကြည့်ရမယ်အခြေအနေမျိုးပါလက်ရှိကျွန်တော်တို့ဒီဇန်နဝါရီပြောင်းရွှေ့တော့ထွက်ပေါ်နေတဲ့အဲဒီအသင်းရဲ့ကျွန်တော်တို့ဒီသတင်းတွေကျွန်တော်ရှိတယ်ဆိုဒီနေရာမှာကျွန်တော်တို့ဒီအဟီလာမှာကစားနေတဲ့ကျွန်တော်တို့ဒီ Ruben Neves နဲ့ပတ်သက်တဲ့သတင်းပြီးလို့ရှိရင် Kobe Mainu နဲ့ပတ်သက်တဲ့သတင်းတွေကိုအဲဒီမှာကျွန်တော်ဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့ဘာသာလုံးနဲ့တူဆွေးနွေးကြည့်ကြပါလေဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီ အဟီလာမှာကျွန်တော်တို့ကစားနေတယ်အရင်တော့ကကျွန်တော်တို့ဒီအင်္ဂလန်ရဲ့ကျွန်တော်တို့ဒီပေါ့နော်ဝူဗန်နာမှာကျွန်တော်ကစားခဲ့တယ်ရူဘင်နေဗက်စ်နဲ့ပတ်သက်ပြီးတော့ပါဆိုတော့ရူဘင်နေဗက်စ်ကတော့ကျွန်တော်ကွင်းလေကစားသမားပေါ့နော်ကျွန်တော် CM ရနဲ့ defensive midfield ရတယ်ပေါ့လေဆိုတော့အဲလက်ရှိကျွန်တော်အဟီလာမှာသူကစားနေတာ300ဒီလောက်တိကျွန်တော်ရှိသွားပြီအသက်ကတော့ကျွန်တော်28နှစ်ကျွန်တော်ဖြစ်ပါပြီဆိုတော့ လက်ရှိကျွန်တော်ဒီ Venus နဲ့ပတ်သက်ပြီးတော့ Manchester Evening News ရဲ့ကျွန်တော်ဖော်ပြချက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီပေါ့နော် Venus ကလက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ Manchester United ကို January မှာပြောင်းလာနိုင်ဖို့အတွက်အဲဒီပေါ့နော်ကျွန်တော်အခြေအနေတစ်ခုပြောမယ်ဆိုလို့ရှိရင်ပြောင်းလာနိုင်ခြင်းရှိတယ်ပေါ့နော်ပြောင်းလာနိုင်ခြင်းရှိတယ်။ဘာကြောင့်လဲဆိုတော့သူအနေနဲ့ Ehila ကနေထွက်ဖို့အတွက်ပြင်ဆင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်မလို့ပါဆိုပြီးကျွန်တော် ပြောထားတယ်။အဲဒါအပြင်ကျွန်တော်တို့ဒီ Benevas အနေနဲ့အဲသူအနေနဲ့ကျွန်တော်တို့ဒီ European Football ကို ပြန်ပြီးတော့ကစားနိုင်ဖို့အတွက်အဲဒီပေါ့နော်ပြန်ပြီးတော့ကစားနိုင်ဖို့အတွက်သူလက်ရှိအနေထားမှာဆိုလို့ရှိရင်ကမ်းလှမ်းမှုတွေကိုလက်ခံသွားဖို့ကျွန်တော်ရှိတယ်ပေါ့။အဲဒီနေရာမှာဆိုလို့ရှိရင်လည်း Newcastle လို့ပြီးလို့ရှိရင် Spurs လို့ဘက်ကနေပြီးတော့အဲစိတ်ဝင်စားနေတဲ့အခြေအနေမျိုးတွေရှိတယ်။ Emery အနေနဲ့လည်းသူ အဲသူရဲ့ကျွန်တော်လက်ရှိအချိန်မှာဆိုလို့ရှိရင်လည်းဒီကစားသမားဖြစ်သူနဲ့အဲဂျားထဲမှာဆိုလို့ရှိရင်သူဟာကျွန်တော် Ruben Neves ရဲ့ပရိသတ်တယောက်ကျွန်တော်ဖြစ်ပြီးတော့သူတို့ဂျားထဲမှာဆိုလို့ရှိရင်ပေါ်တူဂီလူမျိုးတွေဖြစ်တာဖြစ်တဲ့အကြောင်းလို့အဲဒီ connection တစ်ခုကျွန်တော်ရှိနေတယ်ပေါ့နော်ဆိုတော့အဲဒါအပြင်ကျွန်တော်ဒီ Ruben Amrin အနေနဲ့ Ruben Neves ဒီအသင်းရဲ့ကျွန်တော်ဒီ Queen လေ ကန္နာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ European Football ပြောမယ်ဆိုလို့ရှိရင်တော့ဗျာကျွန်တော်တို့ဒီ England မြန်မာလည်းသူကစားဖို့တဲ့ဖြစ်တဲ့ကြောင့်မို့လက်ရှိကျွန်တော်တို့ဒီ Manchester United မှာဆိုလို့ရှိရင်လည်းသူအနေနဲ့အဲမြန်မြန်ဆန်ဆန်သလိုထိုင်ကြသွားလိမ့်မယ်လို့ယုံကြည်ထားတယ်ဗောနအမရင်ရဲ့စနစ်ထဲမှာဆိုလို့ရှိရင်လည်းတေချာပေါ့ကျွန်တော်တို့ထိုင်ကြလိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားတာဖြစ်ပါတယ်ဗောနဆိုတော့ အဲဒါကကျွန်တော်တို့ဒီ Rubin အမြင်ပတ်သက်တဲ့အင်းမှာ Nevers ကိုကျွန်တော်တို့ call မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးကျွန်တော်တို့ပေါင်း18တန်းလောက်ထိကျွန်တော်တို့18တန်းလောက်လေးပဲကျွန်တော်တို့ကြာမယ်အချိန်မျိုးကြာသိမ့်မယ်အချိန်မျိုးမှာရှိနေတယ်ဆိုပြီးတော့လက်ရှိကျွန်တော်တို့ဒီ Manchester Evening News ကနေပြီးတော့ဖော်ပြထားတာပါဆိုတော့ Rubin Nevers နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကျွန်တော်တို့ဒီ Portuguese လေယူစင်ပွဲတွေကျွန်တော်ကြည့်လို့ရှိရင်တော့ Rubin Nevers ကိုကျွန်တော်တို့မြင်ရမြင်ရနိုင်တယ်ပေါ့နော်မြင်ရနိုင်တယ်ဆိုတော့ Rubin Nevers ကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့အဲဒီ ပြောမှဆိုလို့ရှိရင်ဒီဥရောပ stage တွေမှာဆိုလို့ရှိရင်လည်းကောင်းကောင်းကစားနိုင်သေးတဲ့အခြေအနေမျိုးဒါပြင်ကျွန်တော်တို့ဒီဒီ Portuguese ควင်းလယ်မှာဆိုလို့ရှိရင်လည်းသူကကျွန်တော်တို့ဒီပြောမှဆိုလို့ရှိရင်ဒိုင်းနာတစ်ခုဒီအရေးပါတဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်တို့အဲယူဆထားလို့ပြောလို့ကြရတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီ John Evans တို့ပေါင်းနဲ့အဲဒီပေါ့နော်အဲနေရာတော့ကျွန်တော်လူရတဲ့အခြေအနေမျိုးပေါ့လေဆိုတော့ Blue Wave ဖြစ်ဖြစ် Ruben Neves ကပြောမှဆိုလို့ရှိရင် European Football နဲ့ဝေးကွာသွားတာတော်တော်လေးတော့ကျွန်တော်ကြားနေပြီပြောမှဆိုရင်တော့ England Football ပရီးမီးယားလိနဲ့ကြောင့်ဝေးကွာသွားတာတကယ်ကြောင့်ကွန်ပီတီတစ်ဖြစ်တဲ့ဘွဲတွေနဲ့ဝေးကွာသွားတာတော်တော်လေးကြောင့်ကြာမရှိဘူးဆိုတော့3နှစ်လောက်တော့ရှိပြီပေါ့နော်ဒီနေရာမှာကြောင့်ပြန်လာမယ်ဆိုလို့ရှိရင်ရောလက်ရှိကြောင့်ဒီပရီးမီးယားလိမှာကြောင့်ရှိတဲ့ intensity မျိုးသူစီမှာကြောင့်ရှိရရှိမအောင်မလားပေါ့နော်ဒါတွေကကျွန်တော်တို့စိုးရင်စရာအချက်စိုးရင်စရာအချက်တွေကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒီပေါ့နော်ပရီးမီးယားလိ intensity မျိုးသူစီမှာကြောင့်ရှိပါအောင်မလားဒီတစ်ချက်ပေါ့နော်ဒါပြင်ကျွန်တော်နောက်ထပ်တစ်ချက်ကသူရဲ့အသက်အရွယ်ပါအသက်အရွယ်ကကျွန်တော်28နှစ်ဆိုတော့တကယ်ကျွန်တော် prime ကာလကိုကျွန်တော်တို့ရောက်နေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်မနော် brand brand ကာလကျွန်တော်ရောက်နေပြီလို့ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့အဲဒီပြောမှဆိုလားလာမယ့်ကျွန်တော်တနေ့တနေ့အတွင်းမှာဆိုလို့ရှိရင်အကြဘက်ကိုကျွန်တော်တွားနေတဲ့အချိန်တွေမျိုးလို့ကျွန်တော်တို့ယူဆလို့ရတယ်နောက်မှတ်ထားပါတော့အခု28နောက်နေ့ဆိုလို့ရှိရင်29 30ဆိုတော့ကျွန်တော်တို့ဒီအသက်ရွယ်တန်းကစားသမားတွေကိုကျွန်တော်တို့အသင်းမှာအဲဒီပြောမှဆိုလို့ရှိရင်အသင်းဘက်ကကျွန်တော်တို့လိုချင်တဲ့နေရာမှာမပါဘူးလက်ရှိကျွန်တော်တို့အသင်းဘက်ကကစားသမား အဲခေါ်ယူရေး policy တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ရသမအများစုကကျွန်တော်ဒီအသက်25နှစ်အကိဆုံးပဲ25 26ပေါ့နော်အဲ့လောက်ကကျွန်တော်ကိဆုံးပဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီတကြောင်မလို့28အရွယ်ပြောမယ်ဆိုလို့ရှိရင်အကြဘက်ကိုဥတည်နေတဲ့ကစားသမားတယောက်ကိုခေါ်ပါမလားပေါ့နော်ဒါကလေကျွန်တော် မေးခွန်းထုတ်ဆရာရှိတယ် တို့ပြင်မဲ့ကျွန်တော်ဒီ United ရဲ့လက်ရှိကျွန်တော်ဒီ financial အရပင်ဖြစ်စေလိုအပ်ချက်အရပင်ဖြစ်စေအဲကျွန်တော်တို့က ready made ကစားသမားတွေကိုကျွန်တော်ရှားဖို့လိုတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာ Ruben Neves လိုမျိုးဒီ Premier League မှာကစားမှုတွေ Ruben Neves မှာကျွန်တော်အကြိုက်ကစားသွားပြီးတော့ရှည်စွမ်းပြနိုင်ခဲ့တဲ့ကစားသမားကောင်းတယောက်ဖြစ်တဲ့ Portugal အတွက်လည်းကျွန်တော်အရေးပါလေကစားသမားကောင်းတယောက်ဖြစ်တဲ့အဲဒီ Ruben Neves လိုကစားသမားမျိုးကကျွန်တော်တို့ဒီကျွန်တော်တို့ကလိုအပ်နေတဲ့ဝင်လေအတွက်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်စီမီတူများဖြစ်မှာပါပေါ့နော် ားလေးတွေကတော့ကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါ brother တို့ရဲ့အမြင်ကိုလည်းကျွန်တော်သိချင်ပါတယ်ကျွန်တော်ရဲ့အမြင်ကတော့အပြောမယ်ဆိုလို့ရှိရင်တုထပ်ပူကောင်းတာတွေတော့ကျွန်တော်တို့မျှော်လင့်ချင်တာပေါ့လေဒါပေမဲ့လုံးဝကျွန်တော်တို့ဒီတုထပ်ပူကောင်းတဲ့အရာတွေကိုလုံးဝကျွန်တော်တို့အားမဖြစ်နိုင်ဘူးဆိုလို့ရှိရင်တော့မှဇန်နဝါရီမှာကျွန်တော်တို့ကကွင်းလင်တရောက်တော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အားဖြစ်နိုင်ဖို့လိုတယ်တော်ဒီလိုခြေနေမျိုးမှာ Ruben Neves လို့ကစားသမားမျိုးကိုပေါင်း18000တန်းလောက်နဲ့ကျွန်တော်ရမယ်ဆိုလို့ရှိရင်လည်းအများကြီးတော့မေးခွန်းထုတ်ချင်မှရှိဘူးလို့တော့ ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော် Kobe Bean နဲ့ပတ်သက်ပြီးတော့เนาะလက်ရှိကျွန်တော် Top Sport ကနေပြီးတော့ဖော်ပြထားတဲ့သတင်းမှာကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် menu နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိရမယ်ဆိုလို့ရှင် menu ဒီအသင်းကကျွန်တော်တို့အဲဒီပြီးခဲ့တဲ့ကျွန်တော်ဒီဘောနော Transfer Window မပိတ်ခင်မှာသူထွက်ချင်ခဲ့တဲ့အငားနဲ့ဘောနိအသင်းကနေကျွန်တော်အပီးသက်ပြောင်းချင်လာမျိုးမဟုတ်ဘဲနဲ့သူကစားခွင့်လိုချင်တယ်ဒီလိုကြောင့်မလို့အငားနဲ့သူထွက်ချင်နေဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ခဲ့တယ်ဆိုတော့ อืมအဲ့လိုမျိုးအဲတောင်းဆိုခဲ့တာမျိုးကြောင့်ရှိရပါတော့ရှိရပြီးမှ United ပကနေပြီးတော့လုံးဝကျွန်တော်ပယ်ချခဲ့တယ်စာချုပ်ရကလစ်တိုကိုတိုင်းအဲဒီပါတော့အသင်ပေးမပြောင်းဘူးဆိုတဲ့အရာမျိုးတွေကျွန်တော်ပိတ်ပင်ခဲ့တယ်ပေါ့နော်သူရဲ့ကျွန်တော်ကန်လန့်မှုကိုပယ်ချခဲ့တယ်ဆိုတော့ main new အသင်မှာပဲဆက်ရှိရလက်ရှိချင်းနေဒီ main new က အပွဲကစားအခွင့်ကိုနှက်မှန်အောင်မရသေးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အမရီလက်အောက်မှာပေါ့လေဆိုတော့ Manchester Sport ရဲ့ဖော်ပြထားတဲ့သတင်းထဲမှာဆိုလို့ရှိရင် Manchester United ရဲ့ကွင်းလေကစားသမားလူငယ်ကစားသမားဖြစ်တဲ့ Kobe Mainoo ကို Newcastle ဘက်ကနေပြီးတော့ January အပြောင်းအရွှေ့မှာခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုပြီးတော့ Manchester Sport ကနေပြီးဖော်ပြထားပါတယ်ဆိုတော့ဒီလိုမျိုးသတင်းတွေထွက်လာတာကကျွန်တော်ဒီပေါ့နော် Kobe Mainoo ပြောရမယ်ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော်တော်လေးစိုးရိမ်စရာပါကိုဘီမင်းနီလိုကစားသမားမျိုးကိုကျွန်တော်တို့အသင်းဘက်ကနေပြီးတော့အဲပြောရမယ်ဆိုလို့ရှိရင်လက်ရှိအချိန်မှာပွဲကစားခွင့်တွေကျွန်တော်မပေးနိုင်ပြီမဲ့လက်ရှိပရိသတ်တွေအတွက်ဆိုလို့ရှိရင်တော့မိန်းလူဒီဘလောက်ထိကောင်းတဲ့ကစားသမားတယောက်လဲဆိုတာကိုကျွန်တော်တို့သိထားပြီးသားကျွန်တော်မြင်မှုပြီးသားเนาะအင်္ဂလန်လက်ရွေးစင်သူဖြစ်ခဲ့တဲ့ယူရိုမှာသူ အတိုင်းတော်ကူဒီပွဲထွက်ခွင့်ကြီးစောက်ကြီးရဲ့လက်အောက်မှာသူရခဲ့တဲ့အချိန်တွေမျိုးတွေဒီကြောင့်ရှိခဲ့တယ်ဆိုတော့ဒီတက်ကြောင့်မကူပြီး main ကအဲဒီဘောနာတကယ်ကျွန်တော်ချီစွမ်းကောင်းနေကစားလို့မှတယောက်ဆိုတော့ကျွန်တော်တိထားပြီးသားဒါအတင်းမှာကျွန်တော်တို့ဒီပြောရမယ်ဆိုလို့ရှိရင်တကယ်အတင်းရဲ့ jam ပေါ့လေအတင်းရဲ့ကျွန်တော် jam အတင်း academy ကနေထွက်တဲ့ကစားလို့မှတကယ်ကျွန်တော်ဒီဘောနာ jam လေးကျော်ဖြစ်တယ်ဆိုတော့ဒီတက်ကြောင့်မလွယ်ကူကျွန်တော်လက်မလွတ်ချင်တဲ့အချိန်တွေမျိုးမှာ Newcastle လို့ပါလို့ကပြောရမယ်ဆိုလို့ရှိရင်ဒီဘောနာလာပြီးတော့ကျွန်တော်ခြောက်နိုင်ချင်တဲ့ပုံစံမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့ အဲဒီပြောင်းရွှေ့ကြောင်ဖြစ်ဖြစ်ခဲ့တယ်ဆိုရင်ပေါ့နော် ဖြစ်ခဲ့တယ်ဆိုရင်အချိန်တွေကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ယူကာဆယ်ကဒီသားသမားကိုလိုချင်တယ်ဆိုတဲ့အနေထားမှာအသင်းဘက်ကပြီးသက်လုံးဝမရအောင်ပါဘူးဒီကြောင်ပေါ့လုံးဝမရအောင်ပါဘူးရောင်းမယ်ဆိုလို့ရှိရင်လည်းဒီစာချင်တို့ပါလို့ယူနေလို့ပဲကျွန်တော်ဖြစ်လိမ့်မယ်ပေါ့နော်ဒီလိုကသားသမားမျိုးကျွန်တော်ရောင်းမယ်ဆိုရင်တော့နော်အာစာချင်တို့လည်းဘာမှမတူဘူးလို့ပဲကလေးစာနဲ့တူတူပဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ main တို့ကျွန်တော်တို့ရောင်းဖို့ကတော့အသင်းဘက်က လုံးဝ plan ရှိလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ကျွန်တော်အငား ခြောက်ချသွားနိုင်တယ်။ဘာလို့လဲဆိုတော့ကစားသမားဘက်ကအရင် pressure ပေးလိုက်ရင်ကျွန်တော်အငှားနဲ့ထွက်ကောင်းထွက်သွားနိုင်တဲ့အခြေအနေမျိုးကကျွန်တော်ရှိတယ်။ဘာလို့လဲဆိုတော့အရှိကျွန်တော်ဒီ main new ရဲ့အခန်းကဏ္ဍတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီမှာတော်တော်ကိုသူနေရာမရဘူးဗျာ။နေရာမရတဲ့အချက်ကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ကိုယ်တိုင်လည်းကျွန်တော် two sided တော့ဖြစ်တယ်။နှစ်မျိုးမြင်တယ်เนาะ။နှစ်မျိုးမြင်တယ်ဆိုတာကကစားသမားဘက် နီးပြပတ်ပေါ့နော်။လက်ရှိကျွန်တော်နီးပြအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နီးပြအခြေအနေမကောင်းနော်အခြေအနေမကောင်းထွက်ဖို့အခြေအနေတော်တော်လေးများလာနေတယ်။ဒါပေမဲ့ကျွန်တော်ဒီလက်ရှိတော့ကျွန်တော်မထုတ်ရသေးဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီ Amrin ဆက်ရှိမရှိပုံမှာအဲခွေမင်းနူးကဇန်နဝါရီမှာအငားနဲ့ထွက်ဖို့အတွက်အသင်းထံကို pressure ပေးမပေးဘူး။အဲ့ဒါကတော်တော်မူတည်နေတယ်။တော်တော်မူတည်နေတယ်ဘာလို့လဲဆိုတော့ဒီတကယ်လို့ပေါ့နော် Amrin ကျွန်တော်တို့ဒီပြောမယ်ဆက်ရှိမဲ့အခြေအနေကိုကျွန်တော်တွက်ကြည့်မယ်ဆက်ရှိမယ်ဆိုလို့ရှိရင်ကော်ပီမင်းနူးဒီ အသင်းမှာကျွန်တော်တို့ဒီပေါ့နော်ပွဲကစားခွင့်တွေသူနတ်မှန်လာမဲ့အချိန်ဒီမှာမရှိဘူးမရှိဘူးเนาะဟိုပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ကက်စမဲတို့ကကျွန်တော်တို့ပြောမှာဆိုလို့ရှိရင်ပွဲကစားဖို့ ready မဖြစ်တာတောင်မှဥဂန်ဒီဘရူနိုဖာနန်ဒက်ဆိုတာမျိုးကိုကျွန်တော်တို့ကတောင်းနေတာဆိုတော့ကိုဗီမင်းနူးလို့ကစားသမားမျိုးပြောမှာဆိုရင်နေရနံပါတ်တန်းမှာမင်းနူးတို့နော်ဇစ်စီတို့ကျွန်တော်တို့တောင်းလို့ရတာတောင်မှအာမတ်ကိုကျွန်တော်တို့ကပွဲထွက်လာတာဒီ right wing back မှာ master wing ကိုကျွန်တော်တို့ထားပြီးတော့အဲ့လိုပုံစံမျိုးဖြစ်တဲ့အချိန်မျိုးမှာ kobe menu ွဲထွက်လာဖို့ပွဲထွက်ကစားကွင်းတွေရဖို့နေရာတနေရာတတမတ်ထဲကျွန်တော်ကစားရဖို့ဆိုတာအမရီလက်အောင်မှာကွေမင်းလူတော်တော်လေးမလွယ်ပါဘူးဆိုတော့တကယ်လို့အမရီကျွန်တော်ဆက်ရှိမယ်ကျွန်တော်ရ Transport ဆက်ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ရ Transport မှာတကြပါ့ကွေမင်းလူကဒီဘောနော်ကျွန်တော်အပြောင်းရှိမှာအငှားနဲ့ကျွန်တော်ထွက်ရဖို့တော့အတင်းကိုမတရား pressure ပေးလာမယ်ဆိုလို့ရှိရင်အတင်းဘက်ကလက်လွတ်ရမယ်အချိန်တွေမှာရှိနေတယ်ဆိုတော့အငှားတွေပိုင်းကျွန်တော်ထွက်ကောင်း ွက်သွားနိုင်တယ်ကျွန်တော်တို့ဒီလုံးဝရုပ်ဆွအဆုံးဆိုလို့ရှိရင်တော့အပိသက်တွေပိုင်းကျွန်တော်လက်လုတ်ကောင်းလွတ်သွားရနိုင်တယ်ဆိုတော့ဒီ check ကတော်တော်လေးစိတ်ပူစရာပါเนาะကျွန်တော် emerald ကိုကျွန်တော်ဆက်ထားမယ်ဆိုရင် main new ကိုကျွန်တော်လက်လွတ်ရနိုင်တယ် risk တခုကျွန်တော်တို့မှာရှိနေတယ်ဆိုတော့နောက်ထပ်တစ်ချက်နောက်ထပ်တစ်ချက်ကကျွန်တော်ပါလဲဆိုလို့ရှိရင် emerald မရှိတော့ရင် အမ်မိုရီမရှိတော့ဘူးဆိုလို့ရှိရင်တော့နီးပြအတွက်ကျွန်တော်ရောက်လာမယ်နီးပြဘယ်နီးပြရောက်လာတာဗျာဒီကြတဲ့ခုကအမ်မိုရီမဟုတ်တဲ့ဘယ်နီးပြရောက်လာလားကျွန်တော်တို့ဒီဘောနီးပြ10ရောက်မှဆိုလို့ရှိရင်9ရောက်လောက်ကကော်ဖီမင်းနူးကိုသဘောကျမယ်ဆိုတော့ကျွန်တော်ကတော့ရေရေအာမခံနိုင်တယ်ရေအာမခံနိုင်တယ်မင်းနူးရဲ့ကစားပုံကကျွန်တော်တို့ဒီဘောနအဲ defensive နဲ့ပတ်သက်ပြီးတော့ intensity ပြောမယ်ဆို intensity ပေါ့လေသူစီမှာကျွန်တော်မတွေ့ရတာ intensity ပဲ intensity နည်းနည်းလေးတော့နည်းတယ် aggressive အရင်မဖြစ်ဘူး ဘောလုံးကိုကျွန်တော်တို့ဒီမနော်အဲဒီသူ့ရဲ့ကောင်းတဲ့အချက်ဆိုလို့ရှိရင်ဘောလုံးကိုမပြတ်အောင်ကစားနိုင်တယ် link up လာကစားနိုင်တယ်နော် defensive action ကိုလည်းအရင်ကျွန်တော် defensive midfielder လိုမျိုးအရင်ကောင်းအောင်မပေးနိုင်ပေမဲ့ လိုအပ်တဲ့တောင် defensive action မျိုးတွေကျွန်တော်တို့ကပေးနိုင်တယ်ဆိုတော့ဒီ main new ကအရင်ညင်းနေကစားသမားတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီဘာလို့ modify ကောင်းကောင်းလုပ်ပေးနိုင်မယ်ဒီပြလာအောင်မှာဆိုလို့ရှိရင်တေချာဘောက်ကိုကျွန်တော်နေရာရမယ်အဲကစားသမားမျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ Ruben Emery ကျွန်တော်တို့ထွက်သွားလို့ဒီပြအစ်တကျွန်တော်ရောက်လာပြီဆိုလို့ရှိရင်နော်ဒီကြောင် menu ကနေရာရလာလို့ရှိရယ် menu ကနေရာရလာပြီဆိုလို့ရှိရင်ဒီ January menu ကဆက် comment ဆိုတဲ့အကြောင်းရှိမျိုးကဖြစ်နိုင်ခြင်းအရင်နေနေလို့ကျွန်တော်တော့ထင်ပါတယ်ဆိုတော့ အာဒီလက်ရှိ menu ရဲ့ကျွန်တော်ဒီပေါ့နော်လက်ရှိ report ကတော့ဒီလောက်ပဲပေါ့နော်ဆိုတော့ menu အာအတင်းကတော့ top matrix ဆိုတာပေါ့ကျွန်တော်ထင်တော့ memory အတင်းမှာဆက်ရှိမရှိအပေါ်မှာအများကြီးမူတည်နေရလို့ကျွန်တော်ကတော့ထင်ပါတယ်လက်ရှိချိန်မှာတော့ Newcastle ဘက်က copy menu ကိုစိတ်ဝင်စားနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေပါဆိုတော့ Brandon တို့ရဲ့အမြင်တွေကိုလည်းကိုမမုံရောဆွေးနွေးပေးတော့လို့ရပါတယ်ဆိုတော့ကြည့်ရှု RPN ကိုပြန်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးပါ